အရှင်ဖရာဖရာရဲ့ပြောဆိုနေထိုင်မှုကိုဖရာရှင်လက်ထက်မှာမိသူကရေးသားမှတ်သားထားတယ်လေဒါမှမဟုတ်ဖရာမရှိတော့တဲ့အခါမှရေးသားထားပါသလားတဲ့အရှင်ဖရာဖရာရဲ့ပြောဆိုနေထိုင်မှုကိုဖရာရှင်လက်ထက်မှာမိသူကရေးသားမှတ်သားထားတယ်လေ ဒါမှမဟုတ်ဖျားမရှိတော့တဲ့အခါမှရေးသားထားပါသလားတဲ့အရှင်အာနန္ဒာမထေရကြီးဤမှတ်တမ်းတင်ပြောကြားမှုကြောင့်သိရတာပါအရှင်အာနန္ဒာမထေရကြီးဆိုတာမြတ်စွာဘုရားဤအလုအကျွေးလဲဖြစ်တယ်လို့မြတ်စွာဘုရားနဲ့တဏီတဲ့မွေးတဲ့ပုဂ္ဂိုလ်လဲဖြစ်ပါတယ်သို့တော့မြတ်စွာဘုရားကတတ်တော်80မှာပြိဋိဘံပြုတယ်အရှင်အာနန္ဒာမထေရကြီးကတတ်တော်120မှာပြိဋိဘံပြုပါတယ် ်မြတ်စွာဘုရားပြိနိဗ္ဗာန်ဆံပြီးလို့နောက်နှစ်ပေါင်း40ကြာတဲ့အထိအရှင်အာနန္ဒာမထေရကြီးရှိပါသေးတယ်မြတ်စွာဘုရားပြိနိဗ္ဗာန်ဆံပြီးလို့ပထမသင်္ကာယနာတင်ဆက်မှာပဲအရှင်အာနန္ဒာမထေရကြီးကမြတ်စွာဘုရားသည်ဤသို့ဟောကြားခဲ့ပါသည်ဤသို့ပြုမူခဲ့ပါသည်စသည်ဖြင့်သင်္ကာယနာတင်၍မှတ်တမ်းတင်ပြောကြားခဲ့ပါသည်အဲ့ဒီလိုမှတ်တမ်းတင်ပြောကြားခဲ့တဲ့အတွက်ကြောင့်ယနေ့တိုင်းမြတ်စွာဘုရား၏ပြောဆိုပြုမူပုံတွေကိုသိနေရခြင်းဖြစ်ပါတယ်နော် ဂေါတမမြတ်စွာဘုရားရှင်ကိုတော်တိုင်ထွက်ကြူချင်းမြောက်ချင်းခံရသူ9ဦးရှိတယ်လို့သိရပါတယ်။ဘယ်သူတွေလဲဆိုတာသိပါရစီဘုရား။ကျမ်းမှာချမ်းသာပါစီဘုရားတဲ့။မူလပါဏာတအထာကထာမှာမြတ်စွာဘုရားကိုတော်တိုင်ခရီးဦးထွက်ကြူချင်းခံရသူ9ဦးရှိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီ9ဦးကဘယ်သူတွေလဲဆိုရင်1အရှင်မဟာကတ္တပမထေ2အရှင်မဟာကပိနမထေ3 အရှင်နုရုဒ္ဓမထေရ်၄အရှင်ကောဋိကာဏတောနမထေရ်၅ဝနဝါတိတိတ္တပါမနီ၆ဇေဝတပါမနီ၇ပုဂ္ဂုတာတိမင်းကြီးတို့ပဲဖြစ်ပါတယ်ဒါဟာမြတ်စွာဘုရားရှင်ကိုတော်တိုင်ခရီးဦးထွက်ကြခြင်းခံရသူ၇ဦးပဲဖြစ်ပါတယ်ဖုံဖုံဖရာတရားမြင်အောင်ဘယ်လိုကြင့်ကြံအားထုတ်ရမလဲဖရာသိကျင်လို့ပါဖုံဖုံဖရာတဲ့ အချက်၄ချက်နဲ့ကြည့်ကြအားထုတ်ပါအချက်၄ချက်ကဘာတွေလဲဆိုရင်တသပုရိသတန်တေဝသူတော်ကောင်းကိုနှိဝဲစိတ်ကချင်းနှစ်ဗဒ္ဓမတဝနံသူတော်ကောင်းတရားကိုနာကြားခြင်းသုံးယောနိသောမနာတိကာရောတင့်လျော်သောအာဖြင့်နှလုံးသွင်းဆင်ခြင်ခြင်းဟုဆိုအပ်သောယောနိသောမနာတိကာရရှိခြင်း၄ဓမ္မနုဓမ္မပတိပတိလောကုတ္တရာတရားအားလျော်စွာ ြင့်ကြံအားထုတ်ခြင်းတို့ပဲဖြစ်ပါတယ်။ဤလေးချက်နဲ့ကြင့်ကြံအားထုတ်ပါ။တရားသိမြင်လာပါလိမ့်မယ်နော်။အရှင်ဖေရတရားသာသနာဆိုတာဘာကိုပြောတာလဲဖေရတဲ့။တရားသာသနာဆိုတာမြတ်စွာဘုရားဤသာသနာတော်အနှစ်9000တောင်မှာ2500ကျော်လို့နောက်ထပ်2500ကိုတရားမင်းကဆက်လက်ပြီးထိမ့်သိမ်းလိုက်မယ်ဆိုတဲ့အနေနဲ့တရားသာသနာလို့ပြောဆိုနေခြင်းဖြစ်ပါတယ်။ သာသနာဆိုတာကအစုံအမလို့အဓိပ္ပာယ်ရပါတယ်ဘလူရဲ့အစုံအမကို ပြောတာလဲဆိုရင်ဖျားရှင်ရဲ့အစုံအမကိုပြောတာပါဖျားရှင်ရဲ့အစုံအမကိုပြောတာဖြစ်တဲ့အတွက်သာသနာတော်သည်ကြားမင်းမပိုင်ပါဘူးဖျားရှင်ပဲပိုင်ပါတယ်အခုဖျားရှင်မရှိတော့ဘူးဆိုတော့ဤသာသနာကိုဘယ်သူတွေပိုင်တယ်လဲဆိုရင်ဖျားရှင်ဤသားတော်များဖြစ်ကြတဲ့ယဟန်တန်ခါများနဲ့ဘုရားဘာသာဝင်သုဒ္ဓဂာရကမတွေပိုင်ပါတယ် တရားသာသနာဆိုတာဟာဖះဟောမှာမရှိပါဘူးဖះဟောမှာတရားသာသနာမရှိပါဘဲနဲ့အဘဲကြောင့်တရားသာသနာလို့ပြောဆိုနေကြတာလဲဆိုရင်ကာဏဇတ်တော်မှာကတ္တပမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလလူတွေဟာအကျင့်သီလတွေပြတ်လာတဲ့အတွက်တရားမင်းကမုတ်ဆိုးရောင်ဆောင်မတလိနတ်သားကခွေးနဲ့ကြီးရောင်ဆောင်ပြီးလူတွေကိုတရားဟောပါတယ်အဲ့ဒီလိုတရားဟောတဲ့အတွက်လူတွေဟာအမြင်မှန်ရပြီး ကုသိုလ်ကောင်းမှုတွေပြန်ပြီးလှုပ်လာကြတယ်လို့ဆိုပါတယ်။အဲ့ဒါကိုထောက်ဆ၍ကြကြမင်းဟာလည်းပဲသာသနာပြုတာဖြစ်တဲ့အတွက်ဤမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလမှာကြကြမင်းဟာဤကဲ့သို့သာသနာပြုလိမ့်မယ်ဆိုပြီးလူတွေကမှန်းဆ၍ပြောဆိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ကြကြသာသနာဆိုတာဟာဘုရားဟောမှာမရှိပါဘူး။လူတွေရဲ့မှန်းဆပြောဆိုခြင်းကြောင့်ပေါ်ပေါက်လာတဲ့အရာသာဖြစ်ပါတယ်။